လောကလူတွေရဲ့ကြီးပွားတိုးတက်မှုနဲ့လူတွေရဲ့ဆန္ဒမှာလူတွေရဲ့စွမ်းရည်လေးမျိုးရှိတယ်လို့ကြည့်ရစွမ်းရည်လေးမျိုးဆိုတာဘာလို့ဆိုရင်နံပါတ်၁ကတတ္တာတတ္တာဆိုတာယုံကြည်မှုဟာစွမ်းအားတစ်ခုပဲပေါ့ယုံကြည်မှု စွမ်းအားတစ်ခုရှိကြတယ်နောက်တစ်ခုကဘာလို့ဆိုရင်ယုံကြည်မှုပေါ်မှာအခြေခံပြီးတော့သီလကိုချင်းတရားကိုချင်းတရားဟာလေမတမ်းမအရေးကြီးတာ ုချင်းတရားပြည့်စည်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားကောင်းကျိုးချမ်းသာရနိုင်မှုမရှိဘူး။အရာထဲမှာ ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လူတွေရဲ့ကိုချင်းသိက္ခာပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးသာလင်အရာလူတွေကလည်းပဲလေးစားကြမှာဖြစ်တယ်ပေါ့။ကိုချင်းသီလဆိုတာလည်းအရေးကြီးတဲ့အရာတစ်ခု။နောက်တစ်ခုကပညာအဲ့ဒီပညာဆိုတာတော့အစစအရာရာ လောကီကိစ္စပဲဖြစ်စေလောကုတ္တရာကိစ္စပဲဖြစ်စေအစရာရာဆင်ញင်သုံးသက်တတ်တဲ့အသိပညာမျိုးဟာလောကမှာအရေးကြီးဆုံးပဲတရားလည်းရှိတယ်သီလလည်းရှိတယ်ပညာလည်းရှိတယ်ဆိုပါစို့ဒါရီဟာလူတွေရဲ့ကြီးပွားတိုးတက်မှုအတွက်ဘဝခရီးမှာအဆင်ပြေစေနိုင်တဲ့အကြောင်းတရားတွေသာဖြစ်တယ်